သက်46နှစ်ရွယ်ဆူရိုဒီယိုဆောင်ဆဆန်းခန်းလိုင်ရဲ့လက်ထက်မဲ့တဲ့ရင်ကြားရပါပြီဆဆန်းခန်းလိုင်ကတော့ယနေ့အချိန်ထိဤစားပေါင်းများစွာထားခဲ့ပေမဲ့သူအသည်လက်တွဲမဲ့သူကတော့ပရိသတ်တွေကိုတခါမှမချပြခဲ့ပါဘူးလူကနေနှစ်ကလည်းလက်ထက်ကြမယ်ဆိုပြီးတော့ online ပေါ်မှာသူ Facebook လူမှုကွေးရင်းစာနဲ့မျက်နှာပေါ်မှာတင်ထားခဲ့တာကြောင့်တကယ်ပဲဆဆန်းခန်းလိုင်ကဝါချုပ်ပြီးရင်လက်ထက်မယ်ဆိုပြီးတော့တင်ထားခဲ့ကြပါမယ်လက်တကယ်လက်တွဲမှာအဲ့ဒါကတချင်းဖြစ်နေကြတာပါ အခုတော့ဆန်းဆန်းခန်းလိုင်ကသူ့အနေနဲ့လေဒီဘဝမှာဒါမိသားစုဘဝလေးကိုပိုင်ဆိုင်ခြင်းနဲ့ပေါ့ဗျာအသက်50မတိုင်ခင်မှာသူ့အနေနဲ့ဒါလက်ထပ်ခြင်းနဲ့အထောင်တစ်ခု2000ခြင်းနဲ့ပေါ့ဗျာဆိုတော့ဆန်းဆန်းခန်းလိုင်ကတော့အခုလက်ထပ်တော့မဲ့တည်င်းနေအတိချောက်ကိုထွက်လာပါ ರೀ ဆန်းဆန်းခန်းလိုင်လက်ထပ်တော့မဲ့ဆိုပြီးတည်င်းအတိချောက်ကိုထွက်လာရပါကျိုးတော်သူတွေပြောတာကကြတော့ဒီ2025နှစ်ကုန်ပိုင်းလောက်မှာဆက်ဆန်းခန်းလိုင်ရဲ့လက်ထပ်ပွဲမြင်ရမယ်ဆိုပြီးတော့ပြောဆိုနေကြတာလေးဖြစ်ပါတယ် ဆဆန်ခန့်လိုင်းရေးစားကပိုမမီသားဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့သူကိုယ်တိုင်ကအတိမပြုထားပါဘူးဆဆန်ခန့်လိုင်းရေးစားကလေသူယူမဲ့သူကလေဒီအနုပညာလောကတဲ့ကပဲလို့သိရပါတယ်ဆဆန်ကိုပဲကောင်းပါလေကကံကောင်းမလဲမသိဘူးနော်ဆဆန်ကတော့ပြိုတိုင်းကြိုက်နှင်းစီဆိုပေမဲ့သူနဲ့တကယ်ပေါင်းကြည့်တဲ့သူတွေကဆန်းဆိုင်ကမင်းကလေးတယောက်လိုပဲအရင်ပေးများတယ်အလှပအရင်ကြိုက်တယ်။ဒါကြောင့်မလို့ကောင်းပါလေးရီနဲ့ရီရှိတွဲလို့မရဘူးဆိုတဲ့အနေထားမှရှိနေကြောင်းလည်းသိရပါဗျ တို့အတိအကျတော့မသိဘူးပေါ့ဗျာအခုတော့ဆက်ဆိုင်ခန်းလိုက်ဟာလက်ထပ်တော့မယ်ဆိုပြီးတော့တင်းနေကတော့အတိအကျကိုထပေါ်လဲတာအလာနေတာဖြစ်တဲ့အတွက်ဒီပြစ်တတ်တွေကတော့သူလက်ထပ်မယ်သူကဘယ်သူလဲဆိုပြီးတော့အရန်အရန်ကိုမှစိတ်ဝင်စားမှုမြင့်တက်နေတာကိုလည်းတွေ့ရပါတယ်